ယုံကြည်ခြင်းရှိလာဖို့အတွက်ဘယ်လိုလုပ်မလဲယုံကြည်ခြင်းဒီယုံကြည်ခြင်းဒီချမ်းသာခြင်းအဖြစ်ဖြစ်ရောခြင်းအဖြစ်ဖြစ်ဘာအဖြစ်ဖြစ်လဲချမ်းသာခြင်းယုံကြည်ခြင်းကချားတဲ့နေရာကနေဖြစ်လာတယ်ဒါဆိုရင်ကျွန်တော်တို့လောကစကားများများကြားတဲ့ခါမှာလောကရဲ့ယုံကြည်ခြင်းကျွန်တော်တို့မှာရောက်လာတယ်ဟာဟိုမှာစစ်တပိုင်းတိုက်နေပြီဆိုလောကသားတွေတုံလို့တုံလို့တုံလို့လာတယ်ဟာဟိုမှာယောဂါတွေဖြစ်နေပြီဆိုလောကသားတွေကြောက်တယ်လို့တင်မှာကြောက်လာတယ် ဘုရားသခင်ကမစိုးရိမ်နဲ့လို့ပြောတယ်ဒါပေမဲ့ဘာလောကသားတွေကလို့စိုးရိမ်တယ်ဘုရားသခင်ကမကြောက်နဲ့ပြောတယ်ငါကြောက်တတ်တဲ့စိတ်တဘောကိုပေးတာမဟုတ်ဘူးလို့ပြောတယ်ဒါပေမဲ့ဘာလောကစကားကိုမြင်များကြားတဲ့အတွက်ကြောင့်မဟုတ်လောကသားတွေကြောက်တကယ်လို့ကြောက်တယ်ဘာကြောက်လဲကြားတဲ့အရာမာယွနေလို့ဖြစ်တယ်ဖျားသခင်ဤစကားအားဖြင့်ဖြစ်၏ဖျားသခင်ဤစကားအားဖြင့်ဖျားစကားအားဖြင့်ပဲအဲ့ဒီယုံကြည်ခြင်းကိုရနိုင်တယ်လောကသားတွေစိုးရိမ်နေလဲကျွန်တော်တို့ဟာဝမ်းမြောက်နေတယ် လောကသားတွေကြောက်ရွံ့နေလဲကျွန်တော်ဟာရေရင်ချင်းရှိတယ်။ဒါဘာကြောင့်လဲ။ဖျားစကားကြားပြီးတော့မှယုံကြည်ခြင်းရှိရတော့ဖြစ်တယ်။ဖျားစကားမကြားရတဲ့အခါမှာကျွန်တော်ဘာဖြစ်လာလဲဆိုယုံကြည်ခြင်းမှာအားနေပြီးတော့မှယောဂါရဲ့အလွေတူဝင်လာတယ်။ကြောက်ရွံ့စိတ်ပဲအလွေတူဝင်လာတယ်။ဒါပေမဲ့ယုံကြည်ခြင်းရှိလာတဲ့အခါမှာတော့ဖျားစကားနှုတ်ကပတ်တော်ပုံမှာယက်တည်လာတဲ့အခါမှာတော့မချမ်းမမာခြင်းတွေကိုတိုက်ထုတ်လာနိုင်တယ်။မငြိမ်သက်ခြင်းတွေကိုတိုက်ထုတ်လာနိုင်တယ်။ ကျွန်တော်ဘဝမှာလောကနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အရာယုံကြည်ခြင်းအဖြစ်ဖြစ်လာတယ်။ဟာလေလုယာ။အာမင်။အဲ့တော့ကျွန်တော်ဘာလို့ရမလဲဆိုနေ့ရက်တိုင်းကိုယုံကြည်ခြင်းနဲ့ခြေလန်းလန်းဖို့။တချို့သောလူတွေကခြေလန်းကညံ့ညံ့လန်းနိုင်တာဖြစ်ကောင်းဖြစ်နေတယ်။ပုံတချို့သောလူတွေကတော့တေးသေးသေးလန်းနိုင်တာဖြစ်ကောင်းဖြစ်နေတယ်။ဒါပေမဲ့မရက်နေဘူးလို့တေးသေးသေးတေးသေးသေးတွေကလည်းယုံကြည်ခြင်းကဘာဖြစ်လာလဲဆိုပန်းတိုင်ကိုရောက်တဲ့ယုံကြည်ခြင်းဖြစ်ပါလား။ ဲ့တော့နေ့တိုင်းမှာယုံကြည်ခြင်းနဲ့ကျွန်တော်ခြေလှမ်းလိုက်ရမယ်။ကဘာဦးကျဲအခန်းကြီး7မှာကျွန်တော်ကြည့်ရတဲ့အခါအာဗြဟံကိုဘုရားသခင်ခေါ်တယ်။မင်းငါလူမျိုးကြီးဖြစ်စေမယ်။မင်းနေခြင်းပြရနေထွက်။အဲ့ခါမှာအာဗြဟံဖျားစကားအပေါ်မှာတရားရာခံလို့ယုံကြည်စိတ်ချမှုရှိတယ်။ဒါနဲ့သူနေခြင်းပြရနေထွက်လာ။သူရဲ့ဆွေမျိုးသားချင်းတွေကိုထားခဲ့ရတယ်။ တတောက်တန်တာရှိနေတဲ့နေရာကိုသူထားခဲ့ပြီးတော့ဘယ်မှမသိတဲ့ခရီးစဉ်သူယုံကြည်ခြင်းနဲ့ခြေလန်းလန်းနေဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းခရီးစဉ်ကိုတွားတဲ့အခါမှာတချို့တော့ရအောင်ထားခဲ့ဘူးလို့လေတချို့တော့လူတွေကိုထားခဲ့ဘူးလို့လေကိုယ့်ရဲ့ယုံကြည်ခြင်းကိုဆွဲချတဲ့လူတွေကိုထားခဲ့ဘူးလို့လေယုံကြည်ခြင်းအကြောင်းမပြောတဲ့သူတွေထားခဲ့ဘူးလို့ယုံကြည်ခြင်းကဘာနဲ့တူလဲကြည့်လားလေသားနဲ့တူတယ် လေဝိတခုပြီးတခုတခုပြီးတခုတက်သွားရမှာဖြစ်တယ်။အဲ့တော့အာဗြဟံကသူ့ဖယားတကင်ကသူ့လူမျိုးကြီးဖြစ်စေမယ်ဆိုရက်ဒတိတော်ကိုဘာအဖြစ်ဖလှယ်ပြောယူခဲ့လဲဆိုယုံကြည်ခြင်းအဖြစ်ဖလှယ်ပြောယူခဲ့တယ်။အဲ့လိုပဲကျွန်တော်တို့ဟာယုံကြည်ခြင်းအဖြစ်ဖလှယ်ယူလို့ရတဲ့အဆင့်တိရောက်လာဖို့ဘာလုပ်လဲဆိုလေဓာတ်တွေကိုအဆင့်တိဆင့်တက်ရမယ်။ယုံကြည်ခြင်းမတူတဲ့ level ကိုချုံတော့သွားခဲ့ရမယ်။ တချို့တော့လူတွေကတဲ့ကိုဒီ level မှာပဲနေဖို့ဆွဲထားတယ်။အဲလိုဆိုရင်အဲ့ဒီ level ကိုတရားကြော်သွားဖို့အတွက်သူတို့စီကနေထွက်ပြေးဖို့လုပ်တယ်။တချို့တော့အရာတွေကတဲ့ကိုဒီအစ်စ်မှာပဲနေဖို့တဲ့ကိုဆွဲထားတယ်။အဲလိုကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုတော့ယုံကြည်ခြင်းမှာ level တစ်စက်ပြီးတစ်စက်တက်နေတဲ့သူနဲ့တူတူသွားဖို့လုပ်တယ်။အဲလိုသွားမယ်ဆိုရင်ကျွန်တော်တို့ဟာနှိမ့်တဲ့အစ်စ်တွေကိုကြော်ပြီးတော့မှပန်းတိုင်ယုံကြည်ခြင်းပန်းတိုင်ကိုတင်ရောက်သွားတယ် ဲ့ဒီပန်းတိုင်ရောက်တဲ့အခါမှာသင်ဟာယုံကြည်ခြင်းစုကျေးဇူးရှိတဲ့သူဖြစ်လာတဲ့အတွက်ကြောင့်မို့သင်ဟာကျမ်းမာခြင်းနဲ့ကိုယုံကြည်ခြင်းအားဖြင့်ပြည့်ပြီးယူတဲ့သူဖြစ်လာလိမ့်မယ်။အာမင်။ငြိမ်သက်ခြင်းတွေကိုယုံကြည်ခြင်းအားဖြင့်ပြည့်ပြီးယူတဲ့သူဖြစ်လာလိမ့်မယ်။ဥပမာသင်ဟာပတ်စံအများကြီးရှိတဲ့သူဖြစ်တယ်ဆိုပါစို့။ပတ်စံအားဖြင့်သင်လုံချင်တဲ့အရာတွေကိုသင်ဖလှယ်ပြီးယူလို့ရတယ်။ဒီလိုပဲသင်ဟာယုံကြည်ခြင်းစုကျေးဇူးရှိတယ်ဆိုရင် 用几震阿片，起码只能够拍雷雨路雨的；用地震阿片，冷了请我等拍来雨路雨的；用几震阿片，最坏只能我等拍来不要雨落雨的。但是，一年只要不弄动的，这个、人不动呢一用地震才能把地里的沙表烂的不落的，一年都不,不要，用几震的苦拉稀吧，等不完嘛，起码的表内雨过用几震阿片没下雨是，用几震系列啊，个大嘛，被啊，呀干嘛？阿累的。 ဖြည့်ဆည်းလို့ရမှာမဟုတ်ဘူး။ယုံကြည်ခြင်းအားဖြင့်ပဲအဲ့ဒီလူဟာအမြဲတမ်းမှအောင်မြင်နေမှာဖြစ်တယ်။အာမင်။ဒါမှမဟုတ်ကျွန်တော်တို့ဘဝအတ္တတွေမှာယုံကြည်ခြင်းရှိလာဖို့နေ့တိုင်းမှာဖရားစကားများများကြိုက်ပြီးယုံကြည်ခြင်းနဲ့ခြေလန်းလန်းဖို့လိုအပ်ကြောင်းလူကပတ်တော်အားဖြင့်ဝင်ကားပါတယ်။ရောက်စီတိုင်းကိုဖျားရှက်ထူကောင်းချပေးပါစေ။အာမင်။